တော်ကောပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကတော့ Wines Back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါဗျ။ပြည်သက်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တော့ Out အကန့်အသတ်မရှိတဲ့ Mount Ready တွေနဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ Wines Back ကို download လုပ်ပြီးတော့မှ Soccer House MN Promo ကုန်းနဲ့အတူအကောင့်ဖွင့်ကစားနိုင်ပါတယ်။ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ် ရယူနိုင်တဲ့ဆိုတဲ့အကြောင်းလေးလည်းသတင်းကောင်းပါချင်ပါတယ်။တခြားအားကစားနည်းတွေပြင်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားဟုတ်ပြီတက်များအလုံးမဲ့မင်္ဂလာပါခင်ဗျာဒီတစ်ပတ် local sport အစီအစဉ်မှာတော့မြန်မာနဲ့ CDR ပွဲစဉ်အပါအဝင်ဒီနှစ်သင်းကစားခဲ့တဲ့ပထမအကြော့ပွဲစဉ်အနေထားတွေပေါ်မှာခြုံငုံပြီးတော့ ုံးသက်သွားမှာဖြစ်ပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့အတူကိုစိုးညီကပါဝင်ပြီးတော့တုံးသက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုကြီးမင်္ဂလာပါညီလေးကဲမြန်မာနဲ့စီးရီးယားဒါဒုတိယအကြောကတော့အိမ်ခွင်းမှာပြန်ကစားကြမယ်ပေါ့နော်ပထမအကြောကတော့စီးရီးယားနဲ့ဒါဆော်ဒီမြေမှာကစားခဲ့ရမှာတော့ကိုပြည့်ချေပြန်းနဲ့မြန်မာသင်းကရှုံးခဲ့တယ်ဆိုတော့အဲ့တော့ဒီပွဲပထမအကြောရလက်ပေါ်မှာပေါ့နော်အခုအမြင်လေးပေါ့မြန်မာသင်းဘာကြောင့်အဲ့လောက်ထိအခြေအနေဆိုးသွားခဲ့လဲဒီဘိုင်းနဲ့ပတ်သက်ပြီးတော့မြန်မာသင်းရဲ့ပကတိအခြေအနေပေါ်မှာအခုအမြင်လေးလည်းပြောပြပါဦးပထမအကြောရလက်ကအားလုံးလည်း ကြည့်ပြီးသားဖြစ်မယ်လို့ထင်တယ်ပထမပိုင်းမှာလည်း3-0တို့ဒုတိယပိုင်းမှာနောက်ထပ်2ကိုပေးရတယ်ပွဲပြီးရလဲ5-1 5-1ရလက်ဆိုတော့5-1ဆိုတဲ့ရလက်နဲ့ရှုံးတယ်ဆိုတာတက်ကိုပို့ပြီးတော့အတင်းနဲ့တင်းကြမှာပွာချမှုတွေကိုမြင်ရတယ်ဟိုပုံမှန်လည်းလည်းပြောရရင်မြန်မာအသင်းကစီးရီးယားကိုဒါသမတယောက်ချင်းလည်းမရှင်းနိုင်ဘူးအဲ့ဒီပွဲစဉ်မှာဒီစနစ်ပိုင်းနေပြူရပိုင်းမှာလည်းမရှင်းရှင်းနိုင်ဘူးအဲ့ဒါနဲ့5-1နဲ့ကိုလိုရှုံးခဲ့တယ်အရင်တစ်ခေါက်က7-0လောက်တာရုပ်ပြတ်ဆင်ပြတ်မဖြစ်တာ အခု5-1ကလည်းကိုမြင်လာတော့တော်တော်လေးကိုရုပ်ပြတ်စင်းပြတ်ရှုံးခဲ့တယ်လို့မြင်မိတယ်ဟုတ်ကဲ့ပါအဲ့တော့အဲ့ဒီပွဲမှာတော့ကျွန်တော်ပြောစရာတော်တော်များတယ်ပေါ့နော်ဒါပွဲကစားသွားခဲ့တဲ့ခြေစွမ်းပြီးတော့နီးပြားရဲ့လူထုပ်ပုံကစားသမားတွေရဲ့စွန့်ဆောင်ရေးအဖက်ဖက်ကတော်တော်လေးကိုဝေဖန်စရာဖြစ်ခဲ့တယ်ဆိုတော့ဒီခြေစွမ်းနဲ့ပတ်သက်ပြီးတော့မြန်မာသင်းရဲ့အနေထားပေါ်မှာလည်းအကိုကပြောပြပါအောင်ကိုကိုရင်လင်းပြောရရင်တော့ဒီတပွဲလေးကိုကွက်ပြီးပြောရမှတဲ့လက်ရှိဖြစ်နေတဲ့မြန်မာလက်ရည်စင်အသင်းအဆင့်တန်းမြန်မာဘောလုံးလောကရဲ့ အနေထားဟုတ်ကဲ့အဲ့လိုပြောမှပဲပို့ပြီးတော့ရေပူရကြမယ်လို့ထင်လဲကိုမြင်မိတာတော့ဒီမြမဘောလုံးစင်တန်းကြဆင်းနေတာအခုမှတော့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30ဝန်းကျင်လောက်တည်းကစကြလာ1995 94-95လောက်ကနေစပြီးတော့ကြလာတာအခုတိပဲအဲ့ဒါကိုဒီပြန်လဲဥမော့လာအောင်ဘယ်သူမှမလုံဆောင်နိုင်ခဲ့ဘူးလို့ပဲကိုမြင်တယ်ဒီကိုတို့ဂျားထဲမှာတန်တန်းလိုက်ပွဲစဉ်လေးတွေမှာအောင်မြင်မှုအချို့ရခဲ့တယ် နောက်ဒီဖိတ်ခေါ်ပြိုင်ပွဲတွေတစ်ခုနှစ်ခုလောက်ကိုချန်ပီယံစုရတာမျိုးရှိတယ်။အဲ့ဒါလေးကလွယ်အဓိကပြိုင်ပွဲတွေမှာမူနာကိုပြောခဲ့တဲ့2 30လောက်အတွင်းကိုမှီခဲ့တယ်ကိုကြီးခဲ့တဲ့ကာလအတွင်းမှာဘယ်ပြိုင်ပွဲမှာမှမြန်မာလူပြည်သင်တရားဘုံဆွဲနိုင်ခဲ့ဘူး။ရှေ့တောင်အရှာစစ်မှာလည်းမရဘူး။ဒီ Asian Games လိုဟာမျိုးတွေမှာလည်းမရဘူး။အရှာဖလားဆိုရင်ခြေစပွဲတောင်ကိုလို့ဒီ2 30လောက်အတွင်းမှာမအောင်ခဲ့ဘူး။အဲ့တော့ထုံပြီးပြောရရင်ဒီ Syria နဲ့ပွဲစဉ်မှာငါးခုရှုံးလို့မြန်မာအသင်းကိုဝေဖန်နေမယ်ဆိုတာထက် မြန်မာဘောလုံးအသင်းကြာစင်းနေတာတော့တော်တော်ကြာပြီကစားသမားတွေကိုကြီးပဲလို့ခုတိတ်ပြစ်မတင်နေဘူးနေပြောက်လည်းပြစ်မတင်နေဒီကြာစင်းနေတဲ့မြန်မာဘောလုံးအသင်းရောဒီအချိန်နေအများကြီးနှစ်ပေါင်းများလာအတွင်းမှာမလုံးနိုင်ခဲ့တဲ့အချိန်နေပေါ်ပဲပြစ်တင်မယ်ဆိုရင်အဲ့ဒါကိုပဲတင်ရတယ်ဥမာပြောရလို့ရှင်ဒီဟိုဟာပေါ့ကိုလိုတွေ့ခဲ့တဲ့စီးရီးယားစီးရီးယားအရှာထိပ်တန်းအဆင့်ထိပ်တန်းအဆင့်မရှိပါဘူးဒါပေမဲ့ရှေ့လေပိုင်းရဲ့အလေလက်တန်းအဆင့်တော့ရှိတယ်ဒီရှေ့လေပိုင်းအသင်းတွေကိုကိုလိုကြည့်လို့ရှင် အီရန်တို့ဆော်ရီတို့ကာတာတို့ကိုထိတ်တန်းအဆင့်လို့ပြောမယ်ဆိုရင်သူတို့နောက်မှာအိုမန်တို့ဆီးရီးယားတို့ယူအေအီတို့နော်ကူဝိတ်တို့ယူအေအီတို့လို့ဆိုတဲ့အလဲလက်တန်းအဆင့်တွေရှိတယ်။သူတို့ level ကကိုရိုးရဲ့အရှိတောင်အာရှရဲ့ထိတ်တန်းအဆင့်အသင်းတွေတက်နည်းနည်းလေးမြင့်နဲ့သို့မဟုတ်တူတူလောက်ပေါ့နော်မတိမ်မိနေထားလောက်ရှိဥမာထိုင်းတို့ဘီယန်နာတို့အင်ဒိုတော့မဟုတ်ပါဘူး။อืมဒီအင်ဒိုတို့ပေါ့အင်ဒိုကတော့အခုလက်ရှိအင်ဒိုအသင်းတော့မဆိုလို့ခြင်းဘူးပေါ့နော်။အခုလက်ရှိအင်ဒိုအသင်းကတော့တော်တော်လေးကောင်းတယ်။ ဒီထိုင်းလိုဘီယန်နန်လို level တော့သူတို့ကောင်းကောင်းရှိတယ်။အဲ့တော့စဉ်းစားလိုက်တာတခုရှိတာအခုလက်ရှိချိန်မှာမြန်မာလက်ရွေးနေတဲ့အစီရီးယား၅ခုရှုံးတယ်။ခိုင်းတဲ့အခုနေ့ကစားရင်ရောဘီယန်နန်အသင်းနဲ့ကစားရင်ရောဘီယန်နန်အသင်းနဲ့ကိုရိုနာဆုံးတွေ့တော့ကလေးဘိုးပြက်ရှုံးလာတာပဲဒီနှစ်ပိုင်းအတွင်းမှာအဲ့တော့ဟိုမြန်မာကြားနေတာကတော့ကြာပါပြီ။ခုနှစ်လိုက်ပြီးပြန်ပြောလို့ရှိရင်ကိုရို94လောက်မှာတခါကတာနဲ့နှစ်နှစ်ကြာဘူးလေအရှန်ဂိမ်းမှာပဲ။ဒါမှမဟုတ်အဲ့ဒီပွဲမှာပဲရွေးရီးကိုရှုံးတယ်။အဲ့ဒီနောက်ပိုင်းကြီးတောက်လျှောက်မှာ ဘယ်တော့မှကိုလိုပြန်မလာခဲ့ဘူးဒီရှေ့လေပိုင်းကအလေလက်တင်းလေးနောက်ဆုံးဒီဘက်ပိုင်းမှာဆို2017လောက်ပါထင်တယ်အိုမန်နဲ့ကဘာဗလာခြေစပွဲကစားရတယ်ပွဲပါကစားရတယ်ပွဲပါနော်ကိုလိုအပန်းခံလိုက်ရတယ်အိုမန်ဆိုတာပြောရလို့ရှိရင်ရှေ့လေပိုင်းမှာထိတ်တန်းအဆင့်မဟုတ်အလေလက်အဆင့်ဒါပေမဲ့အဲ့ဒါကိုလည်းမနိုင်ဘူးအိမ်ဝင်မှလည်းအဲ့တော့ကလည်းမနိုင်ခဲ့ဘူးအခုလည်းမနိုင်ဘူးဒီစနစ်တစ်ခုလုံးကိုတို့ဒီနှစ်30လောက်ဘာမှမလုပ်နိုင်ခဲ့တဲ့အကျိုးသက်တွေကိုလက်ရှိချိန်မှာလည်းဆက်ပြီးခံစားနေရတယ်လို့ပဲမြင်မိတယ် ဟုတ်ကဲ့ပါအဲ့တော့ဒီတပွဲစာလဲကွက်ပြောလို့လဲမရဘူးပေါ့နော်ရှေ့မှာကျွန်တော်တို့ဒါအုပ်စုတွေနှစ်ပွဲမှာတော့ခြေကြီးတိတ်မကွာတဲ့နှစ်သင်းနဲ့ကစားထားပြီးတော့သူတို့နှစ်ပွဲနိုင်ထားတယ်6မှတ်စီအတူနေထားပြီးမှာစီရီယားနဲ့ပွဲမှာတော့ကိုပြစ်ခြေပြရှုံးသွားအဲ့တော့ဘာတွေပြင်ဆင်ဖို့လို့မလဲသူတို့အနေနဲ့ဒါကရီတိုပူစားမယ့်ကိစ္စမဟုတ်တော့ပေါ့နော်တော်တော်ကြီးကိုပြောင်းလဲမှုတွေလုပ်ရတော့မယ့်အနေထားမျိုးဆိုတော့အဲ့တော့ဒီပုံမှာလဲအခုအမြင်ရောအုပ်စုပွဲရာလက်တင်နဲ့ပတ်သက်ရင်မြန်မာအသင်းတွေအစဉ်လာလို့ပဲပြောရမှာဒီကိုတတိထားမိတာလေဒီကိုအစူကြပါဆိုကိုရောဒီအာဖဂန်တို့အာဖဂန်အွန်လိုင်းနဲ့ ပြီးတော့ပါကစ္စတန်ကိုနိုင်တယ်အဲ့လိုမျိုးပဲကိုရုနိုင်ထားတဲ့အသင်းနှစ်သင်းကိုဒီစီးရီးယားလည်းနိုင်ထားတယ်1-0တို့2-0တို့ဘိုးမပြတ်ဘူးအဲ့တော့မြန်မာစီးရီးယားကိုရှင်းကန်နိုင်မယ်လို့ထင်ကြတာဘာဖြစ်လဲအိုးအရင်တော့လည်းမြန်မာအသင်းတွေကအဲ့လိုဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုကိုရုဒီတိုင်ဂါပွဲလို့ဟာမျိုးတွေရှေ့တောင်အရှာပွဲလို့ဟာမျိုးမှာအုပ်စုတွဲမှာကမ္ဘောဒီးယားတို့လာအိုတို့ထိုင်းတို့နဲ့တူတူကြတယ်မြန်မာလာအိုတို့အသင်းမျိုးဟိုထိုင်းကလာအိုတို့အသင်းမျိုး2-0လောက်ပဲနိုင်နိုင်မြန်မာလာအိုတို့အသင်းမျိုး4-0လောက်နိုင်နိုင် ပြီးွားတော့ထိုင်းနဲ့မြန်မာနဲ့တွေ့တယ်အဲကြောင့်သေချာတယ်မြန်မာကိုပြတ်ရှုံးပြန်တယ်ဗီယက်နမ်ဒီကမ္ဘောဒီးယားကို2-1လို့3-1လို့နဲ့ကတ်ပြီးနိုင်တယ်မြန်မာက6-9လောက်ကမ္ဘောဒီးယားကိုတွင်းတယ်မြန်မာလည်းဗီယက်နမ်နဲ့တွေ့လို့ရှိရင်4-0လို့4-1လို့မြန်မာကရှုံးပြန်တယ်ဆိုလိုတဲ့အတိပ္ပယ်မြန်မာအသင်းတွေအစဉ်အဆက်ကိုကြည်လာရင်ကိုတဲ့နိုင်တဲ့အသင်းတွေကိုဆိုရင်နိုင်တဲ့ဂိုးလည်းပြတ်တယ်ကိုနဲ့ချစ်ရင်မကွာတဲ့အသင်းတွေဆိုလို့ရှိရင်သေချာတဲ့ရှုံးတယ် ကိုတဲ့နည်းနည်းလေးညစ်စနစ်ပိုင်းပဲဖြစ်ဖြစ်ကစားသမားပိုင်းပဲဖြစ်ဖြစ်နည်းနည်းလေးတဆင့်လေးလောက်နည်းနည်းလေးမြင့်သွားတဲ့အတင်းတွေကိုအမြဲတမ်းခြေပြက်ကိုပြက်ကြောက်တယ်အဲ့ဒါဘာတွေကိုသွားကြည့်လို့ရလဲဆိုအခုခင်မမဟုတ်ပါဘူးဒီမျိုးကိုမျိုးလိုက်ဝင်အခုလက်ရှိလုံးနေကိုမျိုးလိုက်ဝင်လို့ခင်မတွေကစင်ကာပူတို့ထိုင်းတို့69တို့49တို့နဲ့ရှုံးခဲ့တယ်96 98လောက်တွေပါအဲ့ဒီဝင်ကြတယ်ပါဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေး level မြင့်သွားမှာကစားတတ်တော့အဲ့အဆင့်တိုင်းကအခုထိပါလာနေတယ်လို့မြင်အာဖဂန်တို့ကိုတို့မြန်မာအတင်းအခုရှုံးလာတယ်အာဖဂန်တို့ပါကစ္စတန်တို့ကဆီးရီးယားကိုတလောက်ကိုပြတ်မရှုံး အမေမြန်မာငါးကိုရှုံနေကိုပြက်ရှုံရုံနေမဟုတ်ဘူးခြေလည်းပြက်တယ်ပေါ်ဖော်မန့်လည်းအရန်အောင်အဲ့လိုမျိုးအဲ့အရာကြီးကြတော့လေဒီဒီစဉ်းစားမဲ့ပြက်သူတွေမိုင်းဂိမ်းနေစိတ်တည်ငြိမ်မှုအပိုင်းနေအဲ့ဒီနဲ့ပါဆိုင်ကောင်းဆိုင်နိုင်တာပေါ့ဆိုတော့ဒီပွဲကဒါအင်ကွင်းမှာပြန်ကစားမှာနော်ပထမအကြောကလို့ကိုပြက်ခြေပြက်ရှုံတာမျိုးဆိုတော့ပြည်သက်တွေရဲ့အမြင်ကပိုပြီးတော့စိုးသွားနိုင်တယ်ဆိုတော့ဒီပွဲမှာရောဘယ်လိုပုံစံမျိုးမြန်မာအသင်းနေနဲ့ ဒါကစားတင်လဲပြီးတော့ဒီပြအနေနဲ့ရောဘာပွဲထုတ်ပုံမှာဘာတွေအပြောင်းလဲလုပ်တင်လဲအခုအမြင်လေးလေးပြောပြပါဦး။ဘလို့ပုံစံမျိုးကစားတင်လဲဆိုတာကတော့ကိုယ်လည်းသိတော့မပြောချင်ပါဘူးဒါနီးပြအပိုင်းဒီနီးပြသူအစင်တည်းလို့ဒီသူသူကကလားသမားတွေအကြောင်းအတူဆုံးပါပဲကိုလို့ထက်အဲ့ဒါတည်းနီးလေးမေးွားတဲ့မေးခွန်းတွေမှာပါတယ်ဒီအိမ်ခွဲမှာဒီလိုရလက်မျိုးထပ်ပြီးထွက်လို့ရှင်တော့ပြိသက်ကပိုစိတ်စိတ်ပြတ်ပါမယ်သိကြတယ်ဒီမြန်မာဘောလုံးမြန်မာလက်ရွေးနေတဲ့ဘောလုံးအသင်းရဲ့ဂုံသိကလည်း ပို့ပြီးကြာသိမ်းမယ်လက်ရှိနေသားမှာဆိုရင်ဒီ၃ဘွဲကစားပြီးချိန်မှာ၃ဘွဲကစားပြီးွားပြီနောက်ထပ်၃ဘွဲကြံတယ်၃ဘွဲကြံတဲ့အနေထားမှာသင်္ချာနေရဆိုတော့ခြေစဘွဲအောင်မှုမျောလင်းချက်လေးရှိသေးတယ်ဒါပေမဲ့ကို့အမြင်ကတော့ခြေစဘွဲအောင်မှုမျောလင်းချက်ကအရန်ဟူနည်းသွားပြီလို့ထင်တယ်ကိုတို့ဒီအရှဖလားပြိုင်ပွဲမှာ1968ဒုတိယရခဲ့တဲ့နှစ်မှနောက်ဆုံးကစားခဲ့ပြီးတဲ့နောက်ပိုင်းမှာအရှဖလားပြိုင်ပွဲကိုတစ်ချိန်မှခြေစဘွဲမအောင်တော့ဘူးအဲ့ဒီအစင်လာဇူတဲ့ကနေဒီနှစ်အရှဖလားခြေစဘွဲမှာလည်း ရုံထွက်နိုင်ဖို့အရန်ခက်ခဲသွားတဲ့အခြေအနေကိုရောက်သွားပြီလို့ပဲပြောချင်ပါတယ်။မှန်ပါတယ်။ကိုပြက်ရှုံးလိုက်တယ်ဆိုတော့ဒုတိယအကြော့အိတ်ခွင်းမှာဆိုတာတော်တော်အခွင့်အရေးကလည်းနည်းသွားပြီ။ကျန်တဲ့ပြိုင်ဘက်တွေကိုလည်းရလက်ကောင်းနေယူဖို့လိုတယ်ဆိုတော့ပိုတောင်ခတ်သွားပြီဆိုတော့ပထမအကြော့ကကျွန်တော်အမြင်ပေါ့နော်။ဟိုကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းလည်းအားနည်းခဲ့သလိုဒါနီးပြားရဲ့လူထုပ်ပုံတွေမှာလည်းကျွန်တော်တို့ဒါဝေဖန်တန်လေးတွေကြားရတာပေါ့နော်။သူရဲ့ ဟိုလူထုပ်ပုံနဲ့ပတ်သက်ပြီးတော့လေပြည်သက်စီအတန်လေးပြန်ချရဆိုတော့ဒုတိယအကြော့ကတော့အဲ့ထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးလောက်ရည်ကံရည်မျိုးပြဖို့လွယ်ဆိုတော့ဒီပုံမှာလည်းအခုအမြင်လေးပြောပြပါဦးဒီဟိုကတော့ပထမအကြော့တဲ့ဆာလို့ရှင်တော့တေချာတယ်ဒုတိယအကြော့မှာတော့ပိုပြီးတော့ကစားပုံပိုကောင်းလာနိုင်တယ်မြန်မာအသင်းအိမ်ခွင်းဆိုလည်းကောင်းတယ်ပြည်သက်အပြည့်မှုလည်းရှိတယ်ကစားသမားတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာယုံကြည်မှုတွေလည်းပိုပြီးတက်လာမယ်ကစားပုံကတော့ပိုကောင်းလာမယ်လို့မျှော်လင့်မိတယ်ဒါပေမဲ့ဒီညီလေးမေးတဲ့မေးခွန်းနဲ့တော့ဓာတ်ရိုက်တော့မဆိုင်မေးွားတဲ့အချိန်မှာကိုစဉ်းစားမိကြတယ် မြန်မာဘောလုံးကိုကုနာပြောသွားသလိုကြာလာတော့2 30လောက်ရှိတယ်2 30ကြော်ကြင်လဲကြော်မယ်ဒါကိုတတိထားမိတာအဲ့အတွင်းမှာကစားသမားကောင်းတွေမပေါ်ဘူးလားဆိုပေါ်ခဲ့ခေတ်ဆက်ဆက် generation တွေအဆက်လိုက်ကိုပေါ်လာတယ်အခုလက်ရှိမှာလည်းအတင်းမှာအခြေချင်းရှိတဲ့ကစားသမားအချို့ရှိနေတော့ပဲဟိုဒီမျိုးလိုက်ဝင်တို့ကကထားလို့ရှိရင်မျိုးလိုက်ဝင်တန်တိုးအောင်ဝင်းအောင်ကြည်လွင်ဟိုနာမည်ကျွတ်ပြအများကြီးပဲအဲ့ဒီနောက်ပိုင်းမှာဆိုရင်မဆိုးမြတ်မင်းတို့ generation ပေါ်လာဆိုးမြတ်မင်းတို့အောင်ဦးတို့ ဒီအောင်ကျော်မိုးတို့လွင်ဦးတို့ဒီဟာတွေရှိတယ်အော်ပြီးွားလို့ရှိရင် ရာသာဝင်းသိန်းတို့ generation ရှိတယ်နောက်ဆုံးကိုတို့ဒီ UNICEF World Cup ကိုသွားကန်ခဲ့တဲ့အောင်သူတို့ generation ရှိတယ်ကစားသမားကောင်းနေရာတို့ပေါ်လာတယ်အဲ့ဒါတွေကိုကိုတို့ရဲ့နေရာဒီပေါ်ထွက်လာတဲ့ကစားသမားရင်းမြစ်တွေကိုအကျိုးရှိရှိအသုံးမချနိုင်ခဲ့တာကြောင့်သာကိုတို့မြန်မာလူတွေအသင်းရဲ့အဆင့်တန်းက level ကဒီနှစ်30အတွင်းမှာဘာမှအပြောင်းအလဲမရှိတာဆိုကြပါစို့ဒါလည်းမ2006မှာမာလီကာဖလားလေးရတယ် ဖိတ်ခေါ်ပြိုင်ပွဲမှာလက်ရွေးစင်ဆက်ပါကိုတို့ဒီရန်ကုန်မှာလုပ်တဲ့ grand ရဲ့ flyer အဲ့ဒါလေးကလွယ်လို့ရှိရင်ဒီစီးကိန်းမှာလည်းကိုတို့ဘာမှမရအောင်ဘာမှမရအောင်ဆိုတာ championship ပေါ့နော်ရှုတစိမ့်မရအောင်ကြံတဲ့ ASEAN championship မှာလည်းမရအောင် tiger flyer မှာလည်းမရအောင် tiger flyer ပြီးသွားတော့ suzuki cup ပြောင်းတယ် suzuki cup မှာလည်းကိုတို့မရအောင်နောက်ပြီးတော့ asian game ဝင်တဲ့အချိန်မှာလည်း u23 ဆင့်မှာလည်းဘာမှမရအောင်ဂျားထဲမှာမှတ်မှတ်ရရချိန်မဲ့နည်းနည်းလေးဥမော့လာတယ်ကိုသတိထားမိတယ်2018 asian game မှာ အဲ့တော့ဆိုရင်တတော်အုပ်စုချက်တဲ့အခြေအနေမှာမြန်မာအသင်းခြေစွမ်းပြနိုင်ခဲ့တာလေရှိတယ်အဲ့တော့မြန်မာမြောက်ကိုရီးယားအီရန် sorry တကယ်အာရှအင်အားကြီးအသင်းနေနဲ့တအုပ်စုတွေကြားတယ်အဲ့မှာမြန်မာဖြစ်ချင်တော့တပွဲနိုင်တပွဲသိတပွဲရှုံးအောင်သူတို့မောင်မောင်လွင်တို့ကစားနေတဲ့အချိန်အဲ့ဒီမှာဒီအုပ်စုမှာပါဝင်တဲ့ဒေးသေးလုံးကမြန်မာလိုပဲတပွဲနိုင်တပွဲသိတပွဲရှုံးအားလုံး၄မှတ်စီအဲ့ချိန်ကတော့တော်တော်လေးကိုခြေစွမ်းလေး တက်တက်ဘက်ကိုရောက်ခဲ့တယ်လို့ခံစားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒါကိုလည်းရေရှည်မထိန်နိုင်ခဲ့ဘူး။2018စီကိန်းပြီးသွားတော့ဟိုအရှန်ကိန်းပြီးသွားတော့အဲ့တော့ပြန်ကျသွားတယ်။ဒဝင်းလုံရင်ကိုလည်းရောက်သွားတယ်။ခုခုမြန်မာဘောလုံးကတော့ပုံမြင်လာတော့လုံးစရာတွေအများကြီးလိုလို့နေတယ်။အဲ့လိုပဲခံစားမိတယ်။ဟုတ်ကဲ့ပါ။ဒါကဒါပကတိအခြေအနေမှန်လို့တောင်ပြောလို့ရပါတော့။အကိုပြောလိုက်တဲ့ဒီနှစ်ပေါင်း30လောက်အတွင်းမှာကြီးလိုက်ရင်အောင်မြင်မှုဆိုတာဘယ်ပြိုင်ပွဲမှာမှကြီးကြီးမားမားမရှိခဲ့ဘူးပေါ့နော်။လက်ရွေးစင်ဆင်မှာလက်ရွေးစင်ဆင်မှာပေါ့။ဒီလူငယ်အဆင့်နေ ဗမာတော့အောင်မြင်မှုလေးတွေရတာလေးရှိတယ်ဒါပေမဲ့ဒီနိုင်ငံတနိုင်ငံရဲ့ဘောလုံးအဆင့်တန်းကိုတိုင်းတာရရွေးစဉ်အသင်းနဲ့ပဲတိုင်းလာအောင်ပါလေဟုတ်ကဲ့ပါအဲ့တော့ဒါအခုလိုမြန်မာအသင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘာများဖြစ်ဆက်ပြီးတော့အကိုကပြောချင်သေးလဲကိုဟိုဘာပဲပြောပြောဘောလုံးဝဲတွေရတော့ဆက်ရှိနေမှာပဲကိုတို့ကလည်းဘောလုံးဝဲတွေဆက်ကြည့်နေမှာပဲမြန်မာအသင်းကိုဆက်ပြီးအားပေးအားပေးကြမှာဒီအရှုံးလမ်းကိုလည်းကိုတို့ကရှုံးဝင်လည်းခံစားနေရအောင်ပါပါပဲဒါလေးပဲပြောချင်ပါတယ် ဟုတ်ကဲ့ပါအခုလိုဒါမြန်မာသင်းနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဒါဖြည့်ကြပေးခဲ့တဲ့ကိုစိုးညီကိုကျေးဇူးအများကြီးတင်ပါတယ်